ဲ့တော့ဆရာလေးကဘယ်ရလာခြင်းလားအရင်ရေးသားတွေကဝင်ဘူးလားဘလို့များကွာချောင်းမှုရှိတယ်ပြင်းတော့ပြီးတော့ဝင်နာမတော်နေဟုတ်ပြီဒီရောက်မှာဝင်နာလေးဆုံးတော့စိတ်ရတယ်ငြင်းရမှုရမှုဒီသူကလည်းလောက်ပါ အဲ့လိုဖြစ်တော့ဥပိ္ပခဝေဒနာသတိလေးမရှိဘူးလားရှိပါတယ်သတိရှိတော့ဟောပြီးပြောပြီးတော့စေနေတယ်ပြောအဲ့ဒီသူကနဲ့တို့ကအဲ့အာယုံကဘယ်သာသွားလဲဆိုတော့လက်ကြည့်နေတယ်အဲ့ကကြာတော့တစ်ခါမှမသွားဘူးလေသူကလေးမှန်းလို့တည်နေတာဟောပြီးအဲ့ဥပိ္ပခသမารီဆိုတော့ဒါကိုခေါ်တာနော်ဥပိ္ပခဝေဒနာဥပိ္ပခသမารီဆိုတာဒုက္ခနဲ့ဒုက္ခကိုထောက်ထားပြီးစွန့်မထွက်ဘဲနဲ့တသက်ကြီးဥပိ္ပခဝင်လို့မမရဘူး အဲလိုဥပိ္ပကဧကဂရသမารိရတော့စိတ်ဒီအဘိဇ္ဇာဒေါမနတာဆိုတဲ့ဒုက္ခလောဘဒုက္ခဒေါမနတာရှိသေးလားမရှိတော့ဘူးမရှိတော့စိတ်ကောင်းပြန့်လွင့်သေးလားပြန့်လွင့်တော့ပါဘူးအဲအဲကြတော့စိတ်ဒီလောဘဒေါသမောဟမှာလွတ်မြောက်တဲ့ကြောင့်ကိလေသာမှာတရင်ကလွတ်မြောက်ပြီးစင်ကြယ်ပြီးတော့ကိလေသာရဲ့နှိစ္စမှုမှာလွတ်နေပြီလားလွတ်နေပြီအဲကြတော့မှတရားဒီဘက်ကိုရှိတော့မှာစိတ်စင်ကြယ်ပြသွားဘူးလားစင်ရသွားပြီခန္ဓာတရားထိုင်တဲ့ပုံမှာပင်မမှုဆိုတာရှိသေးလားစိတ်ကပင်မမှု ရှိတယ်ဟုတ်ပြီရှိတယ်ယုံနာပြီစိတ်မနာတော့ဘူးဒုက္ခဝေဒနာနဲ့ရင်ဆိုင်တော့လဲမကန့်ညိတော့ဘူးဒုက္ခဝေဒနာနဲ့ရင်ဆိုင်တော့လဲမကန့်ညိတော့ဘူးမကန့်ညိတော့ဥပိ္ပခဝေဒနာမှာလဲတူဝေမှုမရှိတော့လောဘဒသမောဟသုံးချက်စင်ကြဲတဲ့စိတ်ဖြစ်သွားပြီအဲ့ကြတော့မှဒီဘက်ကဝိပဿနာရှုရမှာနော်အဲအဲ့တော့ဝိပဿနာရှုတဲ့ဝိပဿနာရှုတဲ့ဆိုတာဖျားရှိတမလင်ချိတ်ထိုင်ပြီးတော့တခါတည်းကိုရှုလို့ရပါမယ် ရဘူးစင်ကြင်အောင်ပြုပြီးမှသာလျင်အဲ့ဒါဝိပဿနာရှုလို့ရမယ်စင်ကြင်အောင်ပြုတယ်ဆိုရတယ်ဘယ်လိုပြုတာလဲပေါ့အေးအဲ့ခုတော့ဆရာလေးတို့သဘောပေါက်မှသွားဘူးလားဟုတ်ပါဘူးဩအဲ့ဒါမှသီလဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ဝိသုဒ္ဓိခုနှစ်ချက်မှာကျင့်စဉ်တိုင်းသီလဝိသုဒ္ဓိစိတ်ဓာဝိသုဒ္ဓိအစဉ်တက်သွားမှသာလျင်ကျင့်စဉ်လမ်းကြောင်းမှန်မှန်လားဆိုတော့သဘောပေါက်မှသွားဘူးလားဟုတ်ပါဘူးအဲအခုတော့တရားတွေကနာတာဆရာတော့ဟောတဲ့တရားတွေကအမျိုးဆုံးဟောပြီးနာရတယ်အောက်ကဝေဒနာကြတော့နာရမလို့ဘူး နော်ဒါကနာတာတော့ကုသိုလ်တော့ရတယ်လေသို့တော့တကယ်ချင်းနဲ့အကျင့်ပေါ်မှာကျတော့အကျိုးမရှိဘူးအဲ့တော့တပည့်တွေကိုဟောတာတော့ဟောစဉ်နေမျိုးဟောပြီးနေဝေနာတက်ဘူးကြောင့်ဒေါမနတာလွန်ကြောင်းအဘိဓါလွန်ကြောင်းဥပိ္ခဝေနာဆိုရောက်အောင်မယ်အဲ့ဒီရောက်မှတရားရှိအောင်မယ်ဆိုပြီးပို့တဲ့လမ်းကြောင်းကလည်းမပါဘူးနော်ဟောတာဟောသွားတယ်ပြီးတော့တဏှာကြီးတပြည့်သွားတယ်ပြောလိမ့်လှုပ်လိမ့်နဲ့အရင်ကလောဘဒေါသတွေမလွတ်ခဲ့ဘူးအဲ့တော့ဘလောက်ပဲကြင့်ကြင့်လူရင်းရောက်ခဲ့ရလားမရောက်ခဲ့ဘူးအဲ့ဒါကြောင့်ဖရာရဲ့အကြောင်းမဟုတ်ဘူး ော်ပြတဲ့ဆရာတွေဟာကိုယ်တိုင်လွတ်မြောက်အောင်မကျင်းရတဲ့တပည့်တွေကိုတရားပြမယ်ဆိုပြီးခေါ်ပြတယ်ကိုယ်လည်းဘာရှိလို့ပြမလဲမသိဘဲနဲ့ပြနေအခုတော့ဆရာကလည်းမှန်တယ်တရားကလည်းတန်တော့လူရင်းလမ်းရောက်သွားတဲ့အခါကျတော့ဖះဟုတ်တဲ့တရားကြီးကဒိဋ္ဌသမောကိုယ်တိုင်မတွေ့ရအောင်လားတွေ့ရပြီဆရာလေးအဲ့လိုတော့ဝင်စားရင်သိရင်စင်းရုံမလားစီဟိုတင်းရင်စီမှာလွတ်တဲ့လမ်းကိုရမသွားဘူးလားရသွားပြီခဲအားလုံးသာလို့ခေါ်ပါဘာ အထက်နေပါအောင်အောက်လုံးအောင်ဖုံးဆိုတာဒါကိုပြောတာအထက်ကလူကျင်တဲ့ပရမယုံနာပရမယုံနာ ਨੇ တရားတရားတဲ့အဲ့ဒီတရားဆိုတဲ့ပရမအာယုဆိုတာယောဂီတို့ဥစဉ်ရှေးပိုင်းအရှင်းကပြင်ပြခဲ့ပြီပရမဆိုတဲ့သဘောမှာလောဘဒေါသမောဟပါလားအော်အဲ့တော့လောဘဒေါသမောဟမရှိတဲ့ပရမယုံနံကိုရှုမဲ့စိတ်မှာလောဘအကြောင်းရားတွေဒေါသအကြောင်းတရားတွေ နော်မာနအကြောင်းတရားတွေဟိုပြေးလိုက်ဒီလွားလိုက်ဘယံပရာလျှောက်ပြေးနေလိုက်အဲ့ဒီလိုပြင်းလိုက်ကြာကြာထိုင်တာညောင်းတာတို့ပြောလာလဲအဲ့ဒီစပုတ်တွေနဲ့တရားနဲ့လိုက်ဖက်ပါမယ်မလိုက်ဖက်ဘူးဒါကြောင့်မို့လို့တရားလာခြင်းတာတရားလာနာတာမဟုတ်ဘူးနော်ရိတ်တာတရားလာခြင်းနဲ့ဆိုတာဘုံကြီးစုံအောင်ရောက်ဟောဖို့မဟုတ်ဘူးအဲ့ဒါကညာဘောတွေဟောမှာတရားလာခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကတကယ်လူချင်းလို့လာနေပြီမတရားဖို့တရားကိုရောက်ဖို့အတွက်တကယ်အလုံးလို့ဖို့လာနေတဲ့ပုဂ္ဂိုလ်ဟာ နော်လိမ့်စာကြီးကြိုင်ပြီးတော့ပဲလမ်းလျှောက်ရတယ်လို့ဖြစ်နေလူရင်းမရောက်အခုတော့ရိတ်တာတဲ့ကိုတရားလူချင်းလို့လာတဲ့ပုဂ္ဂိုလ်တွေဘာလာလောက်တာလို့မရင်တကယ်လူချင်းလို့တရားတွေကလေးတွေးချင်လို့လာတဲ့ပုဂ္ဂိုလ်တွေးဖို့အတွက်ကျင့်ဖို့အတွက်လမ်းကြောင်းကြီးခင်းပေးရမယ်လမ်းမှန်တွေကိုစင်ပေးရမယ်ပိတ်ဆို့မှုတွေကိုဖြည့်ရှင်းပေးရမယ်အာနေနေတာတွေကိုအားတက်လာအောင် ပြောပေးရမယ်ပညာနေတဲ့နေရာတွေကိုပညာများလာအောင် တန်မြတ်ရှိတာတွေကိုဖြည့်ရှင်းပြရမယ်အဲ့ဒီလို့လုပ်အောင်အဲ့ဒါမလုပ်ခနဲ့မတရားဖို့တရားရပြီးတော့မှဉာဏ်စင်နေရပြီးတဲ့ဖရာဟောပြီးတဲ့တရားတွေကို90အမြင့်တန်းလျှောက်ဟောနေတော့အောက်ကနာတာပဲရှိတယ်တွေ့ရတော့ဆက်သတိပဲတွေ့ကြည့်တော့ဆက်မရှိဘူးနော်တိုက်စားဖရာနားထောင်မှာဥစ္စာရလုံးလုံးစေးစားဖရာနားထောင်မှာယောဂပြောင်းလုံးလုံးလျှောက်ဟောတိုင်းနာရတာဘာကောင်းမှတော့မသိဘူးနာတော့နာရတာပေါ့ဒါပေမဲ့တရားတကယ်လဲထိုင်အောင်အောက်ကဒုက္ခဝိညာဉ်မှာလဲဒေါသလည်းမလို့ နော်သောကလည်းမလို့ဒိဋ္ဌိလည်းမပြုတ်ပရိစ္ဆသမုပ္ပါလည်းမပြအခုတော့ယောဂီတို့ဥစဉ်အခုဟောပြတဲ့ခါကျတော့ဒီနေ့ပြသွားတဲ့ဘောင်ချင်းကျင့်တယ်ဆိုတာဒီတလန်းနဲ့ရှာဝါတွေရတယ်အခုလို့စိတ်ကလေးဟာလောဘနဲ့မကန့်ညီဘူးဒေါသနဲ့မကန့်ညီဘူးဆိုလောဘဒေါသနဲ့တတိရှိမောဟတွေးမှုပြင်းနေတွေးဝေးနေအဲ့ဘောကိုပြင်းနေရောပြင်းတယ်ဆိုကောသစ္စာအခုတော့ဒုက္ခဒုက္ခဥပိ္ပကဆိုတဲ့ဝေဒသုံးလက်မှာလွတ်နေတဲ့စိတ်ကြီးကပေမန်းစင်းမှုရှိသေးလား ပြင်းနေကြရရှိသေးလားငိုက်ကြီးတယ်ရှိသေးလားအဲအဲ့ဒါမှထိနာမိတ်တဗျာဝါရကိုကိုစဣဒ္ဓမစ္စရိယအဲ့တော့နိဝရဏတရားတွေလောပြီးစိတ်ကလေးကကြည်လင်းနေလို့ဗရဏာဤထိုင်နိုင်ရတယ်လေအဲ့ဒီတော့မှနာယီဟာကို့အတွက်မဟုတ်တော့ဘူးနေရာဟာကို့အတွက်မဟုတ်တော့ဘူးဗရဏာကလမ်းကြောင်းမှန်မှန်ပေါ်မှာအာငါးပါးနဲ့လမ်းစဉ်အတိုင်းရောက်သွားဖို့ဒါဗရဏာအဲ့လိုစိတ်ကလေးရောက်အောင်ဆရာကအပေါင်းမူပေးရမှာ နော်အခုတော့ဘယ်လိုဖြစ်လာလဲဆိုတော့တကယ်ပန့်ပိုးပြီးတော့နော်ဦးဇင်းတို့ဒီနှစ်နာရီလောက်လေးပါပါပါလေးပါ အခုခေတ်ခရလက်တဲ့နေမနိုင်စားတော့ဘူးမပြောပါတော့တဲ့တနာရီခွဲနှစ်နာရီလောက်တက်တက်ဝင်တာကိုရေးကြီးခွင့်ဉဏ်လုပ်ပြီးတော့ခန္ဓာကိုယ်နှိမ့်စေတဲ့ပင်မတော့တမာရီဘယ်လိုရမလဲဆိုတော့အဲ့ဒီပုံကိုယ်တွေလွှမ်းမုန်းနေပြီအဲ့ဒီဇကားတွေနားထောင်နေဆိုတဲ့ပုံကတတိုက်ကြီးသွားပြီဇကားတွေမှစဉ်းစားကြည့်တယ်ဟုတ်ပြီလားဒီကြတဲ့တမာရီထူတော်ဝင်မလို့ပါဘူးတရားဆိုတာအသိပါတယ် အသိဆိုတာမစင်ကြယ်ပဲနဲ့သိလို့ရပါဘူးမစင်ကြယ်ပဲနဲ့သိလို့ရဒိဋ္ဌဒိဋ္ဌိဝိသုဒ္ဓိဆိုတာသီလဝိသုဒ္ဓိစေတဝိသုဒ္ဓိပြည့်စုံတော့မှတဏမာနဒိဋ္ဌိတရေင့ကွာတော့စင်ကြယ်တယ်စင်ကြယ်တော့အဲ့ဒီစိတ်ကလေးဟာအမှန်မြင်တတ်တဲ့အသိကိုရောက်လာတယ်အဲ့တော့တရားဆိုတာသဘောပေါက်အောင်ပြီးပါတယ်တဲ့သဘောကိုစိတ်ကလေးပေါက်သွားအောင်ရောက်ပါမလားတဏမာနဒိဋ္ဌိလောဘသောဒေါသသောတွေပြင်းတာတွေညင်းဝေးတာတွေကြာတာတွေနဲ့တော့ပညာတွေနဲ့ဖုံးလွှမ်းနေတဲ့စိတ်က တဘောဆိုတဲ့ပရမတ်ရဘူးပရမတ်အာယုံကိုနာညွတ်လို့ရပါမရဘူးဗျာတဘောဆိုတဲ့ပရမတ်ကိုစိတ်ကလေးရောက်အောင်ပေါက်အောင်မပို့နိုင်ဘူးမဆောင်ရင်းနိုင်ဘူးအောင်မပြုတ်နိုင်တဲ့အတွက်ကြောင့်ညာမသက်ပိုင်းခြားနိုင်ဘူးအဲ့တော့တဘောဆိုတာကပရမတ်ပြညာမရှိလောဘဒေါသမရှိပညာနဲ့လောဘဒေါသမရှိတဲ့တဘောဆိုတဲ့ယုတ်တရားနံတရားကိုအောင်ပြုတ်မဲ့စိတ်မှာပညာနဲ့လောဘဒေါသတရားတွေပယ်ရှင်းပြီးမှသာလျှင်တဘောကိုညာရောက်မှာမဟုတ်လား အခုကတရားသဘောပဲလေသဘောပေါက်ပြီးရောပဲဆိုသဘောလိုလိုနဲ့ပေါက်သဘောပေါက်တော့အကုန်လုံးရမ်းနိုင်ပြီမှာပေါ့ဟုတ်ပြီလားအဲ့တော့သဘောပေါက်ဖို့အတွက်အပြောမှာရောက်နေတဲ့စိတ်တွေကိုသီလသမာဓိအားဖြင့်ပယ်ရှင်းပြီးတော့မှအဲ့စိတ်ကလေးဟာအတိတ်ကိုလည်းမညွတ်အနာဂတ်ကိုလည်းမညွတ်ပြစ္ဆုတ်ပံလောဘဒေါသအာယုံမလည်းမကတ်ကြီးတွေမှုလည်းမရှိတော့စိတ်ကလေးစင်ကြတော့အမြင်မှန်ရပြီအဲ့တော့မှညာကဦးစီဟိုနေရပြောပြီအမောင်ခွင်းတာလက်ရည်နမီးကခွင်းတော့မှလမ်းကောင်းလမ်းပြောက်လမ်းမှတကားပဲဘင်းလုံးပဲဆိုတာညာကမပိုက်ချဘူးလား အဲ့တော့မှသဘောပေါက်တာအလကားနေသဘောပေါက်လို့ရပါမလားအေးအထင်တော့ဟုတ်လိမ့်မယ်တရားတွေ80အမြင်တမ်းပြီးလျှောက်ဟော तू ကလည်းစိတ်ကူးကြီးနဲ့တွေးကိုယ်ကလည်းစိတ်ကူးကြီးနဲ့တွေးငါ तू ကလည်းဒီလိုနဲ့ယုံနေတူတဲ့ဒါသစ္စာနဲ့တူတဲ့ဒါဒုက္ခသစ္စာဒါနိရောဓသစ္စာဒါဇာတိပြီးလျှောက်ပြောကြတယ် तू ကလည်းအထင်နဲ့ကိုယ်ကလည်းအထင်နဲ့ဆိုတော့အထင်ထင်သမားချင်းအန်ကိုက်တကယ်အမြင်သမားနဲ့တော့မရဘူးအဲ့တော့ဘာလဲစိတ်ကူးနဲ့ယူနဲ့ပန်းဝင်ဖြစ်ကုန်တရားဆိုတာစိတ်ကူးရင်လို့ရတဲ့တရားမျိုးဖြစ်သွားရောဟုတ်ပြီလား တကယ်တမ်းကျတော့ဒါဥစဉ်နောက်နေ့ကျရင်စာရှင်းလို့မှာပါဒီညဖြစ်ဖြစ်စာရှင်းမယ်နော်ဇာတိဇာတိနော်ဇာတိပိတုခေါ်ဇရာပိတုခေါ်တယ်ဗျာတိပိတုခေါ်တယ်ဘယ်မှာမသိဘူးလားသိတယ်အဲ့ဒါကောင်းပြီဇာတိဒုက္ခစပါးဘဝမိပရိသန်နေလေဝင်ရဇာတိဘဝရမလားဟုတ်လားဟိုနွားသက်တဲ့ကောင်သွားမေးရောအဲ့ဇာတိကိုမသိဘူးလားဟိန္ဒူတို့မွတ်စလင်တို့ အဲ့တော့ခရစ်ယာန်တို့သွားမရောမသိဘူးလားအီတလီဂျာမနီရောသွားမရောမသိဘူးလားဟွန်းငိုယူနေတဲ့ကောင်မေးရင်မသိဘူးလားအဲ့ဒါဣဒံဒုက္ခရိယသစ္စာဖြစ်ပါဘူးအယက်သမားတော်သိကြဗျာတရားအယက်သမားသိတဲ့တရားဖြစ်သွားမှာပေါ့ဟုတ်ပြီလားအဲ့ဒါဟာလူတို့ပြင်တဲ့နော်တာမန်အန္တဘာလပုရုဇဉ်တို့သိတဲ့ဇာတိကြီးဖခင်ဟောတာကဣဒံဒုက္ခရိယသစ္စာအဲ့ဒါကိုဦးစင်းညအနေစပြီးတော့ဟောတော့မယ်အဲ့တော့ယနေ့ဒီနေ့က ယောဂီတို့အခုမနေ့ကဘောင်ချင်းနဲ့ကြည့်နေကိုပြန်လဲသုံးသတ်တဲ့ခါကျတော့ဝေဒနာတမာရီနှစ်ပါးမြတ်ချင်းတွင်အိန္ဒြေ၅ကြီးအလေးကိုတင်ဝိရိယဆိုတဲ့ဘောင်ကြိုက်လေဥပဆိုတာလဲမြည်ဝဲမှုမတင်ဝင်းဆိုတာလဲမြည်ဝဲမှုမတင်ခဗျာဆက်ထားတာဦးစင်းလဲသိင်းကိုဆရာတော်ဘုရားကြီးတပ်ပြားကလည်းတစင်အဲ့ဒီလင်္ကာကိုရအဲ့ဒီလင်္ကာကိုရတော့ဦးစင်းကျင့်နဲ့ကျင့်စဉ်နဲ့ဆရာတော်ကြီးဆိုတဲ့ကျင့်စဉ်နဲ့အဖြေကတော့တူတယ်လုပ်ငန်းမတူခဲ့ဘူး ဦးစင်းကရုပ်ကိုထောက်ပြီးနာမ်ကလေးလဲလို့ရှုသွားတယ်။အဲ့လိုရပြီးတော့ပြဉ္ညပရမဝဲပြီးတော့ယုံနံကိုဝဲသွားပြီးတော့နောက်တမှအဲ့ဒီပေါင်ချိန်နဲ့ကြပြားလေးကိုနားထောင်ပြီးတော့အော်ဒီသဘောပါလားလို့ဦးစင်းပေါင်ချိန်ကြည့်တော့ဟုတ်တယ်အတူတူဖြေရတော့ဒါပဲ။ဦးစင်းကတော့ရုပ်ကိုထောက်ပြီးနာမ်ကလေးလဲလို့ရုပ်ထောင်နံရှုသွားတယ်။အဲဒါပဲနဲ့အဲ့ဒီသဘောကဝေဒနာတမာရိနှစ်ပါးမြတ်ချိန်ဝင်နေချိန်ဝင်ဟာတစ်ဖက်တစ်ဖက်မှာနှစ်ဖက်မှာခွတ်မရှိဘူးလား။ရှိပါရဲ့။ တစ်ဖက်သောခွက်ကိုဝေဒနာလို့သဘောထားတယ်တစ်ဖက်သောခွက်ကိုတမာတိလို့သဘောထားတယ်ခွက်နှစ်ခွက်ရှိအဲ့ခွက်နှစ်ခွက်ကိုကျိုးနေဆိုပြီးပေါင်းရှိတယ်ပေါ့အလဲကောင်းမှရှားမရှိဘူးလားအဲ့သူကဒီလိုမြင်လုံအဲ့တစ်ဖက်ကိုဝေဒနာတစ်ဖက်ကိုတမာတိဝေဒနာတမာတိနှစ်ပါးမြတ်ခြင်းဝင်အိန္ဒြေ၅ရည်အလေးကိုတည်အိန္ဒြေဆိုတာအိန္ဒြေ၅ပါးတဒါဝရိယသတိတမာတိပညာအိန္ဒြေ၅ပါး တတာဘောဝရိယဘောသတိဘောသမာဓိဘောပညာဘောဘုံ၅ပါးအတူတူပဲเนาะတတာအားဝရိယအားတတိယသမာဓိယပညာအားမှာအဲ့ဒီအား၅ပါး ਨੇ ညှိပါတဲ့အလေးဆိုတာဥမာတကယ်ချိန်ဝင်တဲ့စက်သားဝယ်တယ်ဆိုတော့ဒီကအလေးထက်တဲ့ကစက်သားအများနေဒီဘက်ကပေါ့မသွားဘူးလားပေါ့ပါလေအကြီးအလေးလျှော့မလားအသားလျှော့မလားကိုအလေးတိုးမလားအသားလျှော့မလားကိုကျက်ကအစိမ့်သားဖြစ်နေတယ်ဆန်ကားစက်သားဖြစ်နေတော့နောက်တက်စက်သားမထည့်ရဘူးလားထည့်တဲ့ခါကျတော့သူ့ဘာသူရှာလေးကဘောင်ကိုက်မသွားဘူးလား အဲအဲ့လိုညှိဖို့အတွက်အလေးနဲ့ညှိပါတယ်အိန္ဒြေ၅ပါးအား၅ပါးနဲ့ညှိပါလို့ခေါ်တာအိန္ဒြေ၅ရဲ့အလေးကိုတင်အဲ့ဒီအိန္ဒြေ၅ပါးမှာဝိရိယဆိုတဲ့ဘောင်ကိုက်တယ်တရာဝိရိယဆိုတဲ့အား၅ပါးရဲ့ဝိရိယအားကိုအရင်ဆုံးပါလို့ထိကျက်ထင်ရှားတဲ့နေရာနဲ့ဝိညာဉ်ထင်ရှားတဲ့နေရာနဲ့ကိုတတိမျှဖို့အတွက်တစ်ဖက်တစ်ဖက်မျှပါဝရိယစိုက်ပြီးမျှပေးရအောင်အာငါးပါးလည်းရှိသလိုအဲဒီအာငါးပါးထဲမှာဝရိယဆိုတဲ့အာကအထူးပြုပြီးတော့ အဲ့ညှိပေးရမယ်တဲ့ကြည့်ချက်ထင်ရှားတဲ့နေရာကိုရောက်သွားရင်တတိယခွာပြီးတော့နော်ရှူတာလေးကလည်းသူ့ဘောသူအသက်လို့ရှူပါရှူသွားတော့ကိုကစိတ်နဲ့တပင်ကကြောင်းကြချိုက်ရှူဆူရမလို့ပဲသူ့ဘောရှူသွားအကိဝေနာများလာလို့ရှိရင်ဒီစိတ်ကအောက်ဘက်ကနေပုံညွတ်လာရှာရှာလေးကရှာလေးနဲ့တူတဲ့စိတ်ကလေးကဟိုဘက်ကပြေးမနေဘူးလားတောက်တဲ့တောက်တဲ့တောက်တဲ့ပြေးအဲ့ဒါမငြီးလို့ပြေးနေညီးပြေးပါတော့မလားအေးအဲ့တော့တစ်ဖက်များဝိုင်းတစ်ဖက်ကပြီးတစ်ဖက်များဝိုင်းတစ်ဖက် ဒုက္ခဝေဒနာဘက်ကိုနှံ့ညွတ်သွားပြီဆိုချိန်ဝင်ရှားလေးကဟောကိုညွတ်သွားဖြစ်နေအဲ့ဒါဆိုရင်ထိကျက်တမာတိဘက်မှာရော့အဲ့လိုဆိုဒီဘက်ကိုပါပဲလေတတိထားတာလေးကနည်းနည်းပူအားမဆိုင်ရဘူးလားတပတ်တည်းဆိုင်ပိုင်းနဲ့တခါဇောက်ထိုးဖြစ်သွားမယ်လောဘဘက်မှာအဲဒုက္ခဝေဒနာမှာလောဘကသွားမယ်အဲ့တော့ထားတဲ့တတိကိုနောက်ကဉာဏ်နဲ့ပညာကကြက်မှပြီးတော့ဝရိယစိုက်ပြီးတော့ဇောက်ချပြီးပြန်အဲ့ဒီကြားထဲမှာတဏှာကလာပြီးတော့စင်ရည်တွေလှုပ်ချင်တယ်ဖြုတ်ချင်တယ်အဲ့တပတ်တည်းကတ်ချင်တယ် ဲ့လိုအဖြစ်နဲ့တဏှာလဲလာမယ်လေလာပြီနဲ့လာတော့မလာဘူးလားလာပြီနဲ့ကိုယ်အဲ့ခံရမှာလားအဲ့မခံဘူးသူကသဘာလာလားနော်တက်တာချင်းနဲ့အလိုလိုက်ချင်းနဲ့မြင်မြန်လှုပ်ချင်းနဲ့လောဘဖြစ်သွားမယ်နော်မရလေချင်းဆိုဆုံးသိရင်လေဒေါသဖြစ်သွားမယ်အဲ့တော့ရဖို့မရဖို့တဲ့ဗราဏမဟုတ်ဘူးညီမျှဖို့ဗราဏအဲ့တော့ထိချက်ကိုထိချက်ထင်ရှားတဲ့နေရာရဲ့ဝေဒနာထင်ရှားတဲ့နေရာကိုတတိယမျှပြီးတော့ခွာပြီးအသာလေးချိန်ပြီးထားတယ်ထားတဲ့အတိုင်းလေးကိုမနာနဲ့ ထားနေတဲ့အတိုင်းကနေပြီးတော့တစ်ဖက်များရင်နောက်ကဉာဏ်နဲ့ပညာတတိအာယုံပြုတာလေးကိုညာတဲ့ဘက်ကိုနည်းနည်းလျှော့ပြီးနည်းတဲ့ဘက်ကိုနည်းနည်းလေးအောင်ပို့ပြုနော်အဲ့မှာဇာခနဲ့ဗျာခနဲ့လောက်အောင်ရပါမလားမရဘူးဉာဏ်နဲ့တိုင်းတိုင်းထိုင်အိန္ဒြေရရနော်အိန္ဒြေပမာရိအောက်ချုပ်ပြီးတော့အဲ့ဒါချိန်ခိုက်တာချိန်ခိုက်တော့နှစ်ဖက်မြရပြီးတော့ချိန်ရင်းနဲ့ပြင်ပြင်ရင်းနဲ့ချိန်ချိန်ရင်းနဲ့ညှိညှိရင်းနဲ့ချိန်ချိန်တာကိုမနာဘဲနဲ့ဆာနာစောမှုလောမှုမဖြစ်ဘဲနဲ့ မှန်မှန်လေးလူရင်းဖြစ်တဲ့နှစ်ဖက်မြမှုတွေသတိထားမှဆိုရင်နှစ်ဖက်လည်းမြပြီးရောစိတ်ကလေးကဟိုဘက်ဒီဘက်ပြေးသေးလားပြေးပါဘူးအဲပေါင်းခွဲပါပေါင်းခွဲပါအဲ့ဒါပါဖတ်တာခေါ်တယ်မှတ်တာပါလဲဖတ်တာအဲ့ဒါကာယတံဖတ်တာဝစီတံဖတ်တာမနောတံဖတ်တာအဲ့ဒါကိုဖတ်တာဆိုတာအအောင်နဲ့ဓာရောက်လိုက်ဆက်တယ်အဲ့ဒါလေးမမြင်မဲနဲ့တရားမရလို့မရတရားမတွေ့ရအောင်တရားတွေ့ရတွေ့တယ်ဆိုတာဒါပဲဖြစ်ရမယ်အခြားမရှိရဘူးသူကအထက်ကဘုရားနေအာယုံနဲ့မနနဲ့လိုက်ဆက်တယ်မဟုတ်လား အဲ့ဒါလေးကိုပြခြင်းလို့နောက်ဆုံးတပည့်ဒီဟာပဲသွားမှာယုံနာယုံနာမြင်ရမယ်ဆိုဒါအောင်မြင်ရမှာဒီပြယုံနာနေရှောက်ပြောနေအလကားပဲအဲ့ဒါမဟုတ်ဘူးမဟုတ်တဲ့ယုံနာနေဟုတ်တဲ့ယုံနာကအဟုတ်ကိုရှိနေရတောက်တဲ့တောက်တဲ့နဲ့မညွတ်နေဘူးလားအဲအဲ့ဒါဖသဒီဘယ်ပြညွတ်လိုက်ဒီဘယ်ပြညွတ်လိုက်ဒီဘယ်ပြညွတ်လိုက်အဲ့လိုပြညွတ်နေအဲ့တော့တစ်ဖက်များများတဲ့ဘက်ကမညွတ်ဘူးလားညွတ်တယ်ဟိုဘက်ဒီဘက်လည်းမများမျှလည်းမျှသွားသူညွတ်လို့ရသေးလားဖသချုပ်သွားဘူးလားဖသနေတော့တာဝေဒနာနေရောတော့ ဒုက္ခဝေဒနာလည်းမတွေ့ထီတော့ဘူးဒုက္ခဝေဒနာလည်းမတွေ့မညွတ်တဲ့ခါကျတော့ဒုက္ခယတဒုက္ခယတခံစားသေးလားမခံစားတော့ဒုက္ခဝေဒနာမှလည်းတတ်မမှုရှိဘူးဒုက္ခဝေဒနာရှိနေပြီနဲ့မခံခံဒုက္ခတော့ရှိတယ်သွားမခံစားတော့ဝေဒနာရှိသေးလားဝေဒနာနေတော့တော့ဒုက္ခနေတဲ့နေသူကထီတော့ရှိရသွားမဆက်ဆံတော့ဒုက္ခယတရသေးလားမရတော့လောဘပေါ်ဦးလားအဲ့တော့လောဘဒေါသချုပ်သွားအောင်လားတတိရှိတော့မောဟအောင်လွတ်မသွားအောင်လားအဲအဲ့ဒီလိုဖြစ်ရ အဲ့ဒါမှတတိတတိန်တရီတဲ့တတိလွတ်လို့ရသည်လားအဲအဲ့ဒါမှတတိန်တရီသမာဒိန်တရီပြင်းငိန်တရီဆိုအိန္ဒြေအဆက်ဆက်ပူးသွားမယ်နော်အဲ့လိုတတိစင်ကြယ်မှုတတိန်တရီဆိုအိန္ဒြေဆိုတာအိန္ဒြိယအစူရတာတတိကို ကြောင်ကြွက်ရထားတယ်လို့မလွတ်တဲ့ကောက်ခါရတာအဲ့လိုနိုင်နိုင်နေနေအုပ်ချုပ်နိုင်တာတတိကို စိတ်ကိုတတိကမလွတ်စတဲ့အုပ်ချုပ်နိုင်ရမယ်လှုပ်ကိုမလှုပ်တော့တာလေအဲ့တော့တတိလစ်တာရှိသေးလား အေးအဲ့ဒါတတိတ်တွေခေါ်တယ်အဲ့ဒီတတိတ်တွေကဘယောက်မှမသိဘူးကစကားတွေကလျှောက်ပြောညံစင်တွေကလျှောက်တဲ့အဲ့ဒါဒိဋ္ဌိတွေလျှောက်ပြုတ်အမျိုးမျိုးညံနေတဲ့တတိတ်တွေခသောတာပန်နေကမာနေတဲ့ဟောသောတာပန်မာကြီးတွေဖြစ်နေမှာသရဂန်ကြီးဆောင်ကြွားဆောင်ကြွားနေဖြစ်ကုန်ဟုတ်ပြီလားအဲ့လူတွေဖြစ်ကုန်တာမာနေတဲ့ကဆရာမြောက်ပြီလားဒီလိုတတိတ်တွေရရပြီဆိုတော့ဒီစိတ်တွေပြောင်းလဲဖောက်ပြန်မှုရှိသေးလားရှိတော့မရှိတော့တမာတိကအုပ်ချုပ်လာတယ်ဧကဂရအုပ်ချုပ်လာအဲ့ဒါတမာတိတွေ နောက်အဲ့လိုသမာဓိနဲ့တည်တည်ကျိုးလက်ရည်တံပြီးအားကောင်းလို့ငြိမ်ပြီးဆိုတော့ပညာဥသိမလာဘူးလားပညာပညာတွေဖြစ်လာတော့မှအဲ့တော့မှဝိပဿနာနဲ့ကူမှာဟုတ်ပြီလားအဲ့တော့ဝိပဿနာယဉ်သံပြီးကူလို့ရလားဒါယုံနာမဲ့ဆိုလက်ရှိလို့ရလားတွေ့ကြရရှောက်ရှိလို့ရောက်နေတယ်တော့တွိုင်းလိုက်ရှိလို့ယုံနာသားနဲ့မရနဲ့နေထိုင်တယ်ပေါ်ပေါ်လို့ရှိတဲ့ယုံနာတော့ရမှာပေါ့တကယ်ယုံနာကြတော့မလွယ်ဘူးအဲ့တော့ရှောက်သွားနေလို့ရပါမလားမရဘူးရွေ့လျားနေလို့ရပါမလားမရဘူးမရဘူးအင်္ဂလိပ်ထိုက်လာပြီဆို လေးပါးသောအရိယာနဲ့ပြောလို့ဆိုကိုလည်းအလေးလေးပါးသောအရိယာမှုနဲ့ရကြောင်းတရားရပါမယ်လို့အာမခံခြင်းမရှိဘဲနဲ့ထိုင်မှုမဟုတ်ပါဘူးတဲ့လေးပါးသောအရိယာမှုနဲ့လည်းရပါတယ်ဆိုတာရတာပါရတာလေကဲငါရတယ်ပြီမင်းတို့လိုချင်လားပြမယ်လို့အာမခံနိုင်လားအဲဒီလိုရှိမှရမယ်လေဟုတ်ပြီလားအဲ့လိုအာမခံမင်းမရှိဘဲနဲ့ကိုကကြတပည့်တွေကိုအလိုလိုက်ချိန်တိုင်းကြာကြာထိုင်ဖို့မလို့ဆိုတော့ငကိုရီကကြာကြာမထိုင်ရင်လည်းကိုလမ်းလျှောက်တော့အကြောင်းပြပါညောင်းကိုလျှောက်ရင်လည်းညောင်းရတော့ပြန်ထိုင်ရင်တော့ပြန်ထိုင်အလိုလိုက်နေတော့တရားရပါတော့အဲ ဆရာကတော့ပတ်ဆံရရမှာနော်တပည့်တွေပေါ်ပြောပြီးတော့ကြီးညိုမဲ့ဒီရမြောက်ပိတဲ့သောတပန်ပြည့်ပြီးသရဂံပြည့်ပြီးတော့ကိုမြောက်ဝင်သွားဘူးလားအကုန်မြောက်တယ်ပြည့်ကုန်ဟုတ်တယ်ဥဇရတသာသနာနဲ့ကြိုင်မညာဘူးသောတပတ္တိမေကတမာဒိဋ္ဌိကပရမယုံနာနေကိုအမှန်မြင်ပြီးပါပြီဆိုမှနောက်မှဟိုလူမြန်လားဒီလူမြန်လားဆိုတာရှိသေးလားသောတာပန်ကလည်းဒီယုံနာမဲ့တရာကလည်းဒီယုံနာမဲ့အနာကလည်းဒီယုံနာမဲ့ယန္တာလည်းဒီယုံနာမဲ့ဒီယုံနာဒီယုံနာပေါ်မှာ ဘာကွာတာလဲဆိုတော့ခင်ဗျားတို့အဝိတ်လျှော်ရကြီးပင်နေတဲ့အဝိတ်ကြီးကိုလျှော်တာရင်းနဲ့ဆက်ပြနဲ့ပြီးပါရေဆက်ပြအပြင်အချလျှော်လို့ရသေးလားအဲ့တော့ရင်းနဲ့ဆက်ပြနဲ့တိုက်တော့တခါတည်းတခါနာနာတိုက်ဖို့လျှော်ပြီးတော့တခါရေလောင်းမချအောင်လားပြောင်းပြီလားကြီးတော့မထွက်ဘူးလားကြီးမကြံသေးဘူးလားအဲဒီရင်နဲ့ဒီဆက်ပြပဲဒီလိုပဲပြန်ဖို့တာပဲအဲ့လိုဖို့တော့နောက်တခါကြီးတွေရင်းနဲ့ဆေးချတော့ကြီးတွေတခါအကုန်မသွားပြန်ဘူးလားပြောင်းပြီလား အဲအမှုလေးတွေကြံသေးတယ်မိမိလေးတွေမုံမုံလေးတွေပေါ့အဲ့ဒါလေဒီရင်နဲ့ဒီစပြပဲဒီဝော့ပဲဒီကြီးပဲဒါပဲအဲ့ဒါကိုပြန်ဖွတ်တာပဲဖွတ်တဲ့ခါကျတော့ရေစိချရတော့ပြောင်းပြီလားဟင်ကြီးတော့မကြီးစပြအနံ့ညောမကြံဘူးလားအဲအဲ့အနံ့ပြောင်းရှိတော့ပြောင်းရမလားအဲနောက်တစ်ခါကျတော့နောက်တစ်ခါနန္ဒဖွတ်ချရတော့ကြီးရောကြီးရောစပြအနံ့ဘာမှမရှိတော့ပြောင်းမသွားဘူးလားဒီရင်နဲ့ဒီစပြပဲအဲ့ဒါသောတာပန်တစ်မျိုးသရဂံတစ်မျိုးအခွင့်ကတစ်မျိုး မဲဒီနေ့သောတာပန်လည်းကျင့်စဉ်ပြမယ်နောက်နေ့သရဂံကျင့်စဉ်ပြမယ်လှုပ်တဲ့လူကလှုပ်ကိုကဘာကံမှမသိဟွန်းအဲအဲ့လိုဖြစ်နေတာဗမာပြည်မှာပြည့်စည်ကုန်ပြီနော်ဂျာကားတွေအဝဝင်ဆွဲကုန်ပြီဟုတ်တယ်လေကိုလည်းအရင်မဆိုင်မကျင့်ဘဲနဲ့သူများတဲ့ကတကယ်ကျင့်တဲ့ပုံစံတွေဟာရိတ်တာကြီးမှာချင်းချင်းဝုန်းနေဖြစ်တော့ငါတို့ဒီလိုနေလို့မရတော့ငါတို့ရဲ့ရိတ်တာဖွင့်မှာပဲဆိုကိုလည်းဘာမှမလုပ်ဘဲနဲ့ဂျာကားဆွဲဝင်တာအဲ့တော့လိုလည်းတဲ့သူကတစိခတ်တော့လူတွေကမကြိုက်ဘူးလားအားကြိုက်တော့မြောက်ကြွမြောက်ကြွဖြစ်တယ်မန်မကြတော့သွားပြီအဲ့ဒါမှတ်တာ သူများကိုဟောလိုက်လို့ကိုယ့်ကိုကြည်ညိုလိုက်တာတပည့်သားမှတက်မလာဘူးကိုကတော့အဝေစီးကြပြီလားမှတ်တာတော့သာသနာလည်းဖြစ်မှာလားသာသနာတက်အောင်လုပ်မှာလားတခါတည်းမှတရားရအောင်လုပ်မှာလားတရားပြအောင်လုပ်မှာလားဆိုတာဦးစင်ဦးစင်ကိုစဉ်းစားတယ်သူများအမြောက်မြောက်သိန်းတစ်ထောင်ရတော့ပိုက်တဲ့တကြောပဲဟာလားဦးစင်သိပြီသားလေအဲဒါကြောင့်မလို့လိုချင်တဲ့ပုဂ္ဂိုလ်လိုရာရောက်ဖို့လမ်းကြောင်းအမှန်ရောက်ဖို့တော့အာမခံတယ်နော်ဒါဥစဉ်နီးမှမဟုတ်ဘူးနော်အချားနီးလဲဒီလိုပဲ ုက္ခဝေနာမလောဘမကဖိနဲ့ဒုက္ခဝေနာမဒေါသအောင်မကမှုကမှုကြီးဥပိ္ပခဝေနာမတူရင်မှုမှလွတ်အောင်တတိထားနိုင်လို့ရှိရင်လောဘဒေါသမောဟသုံးချက်လွတ်မသွားဘူးလားအဲ့ဒီလိုစံငိမ့်ရပြီဆိုရင်ဘယ်မူနဲ့ပဲကျင့်ကျင့်အဲ့ဒီလိုအဖြေရပြီလားလို့မေးအဲ့ဒီလိုအဖြေရပြီဆိုလို့ရှိရင်စိတ်စင်ကြယ်စိတ်စင်ကြယ်ရင်စင်ကြယ်တဲ့စိတ်စီစင်ကြယ်တဲ့ပရမယုံနာကိုမြင်မိဖို့နော်ဥစဉ်ကြီးမှမာနဲ့မပြောတာမဟုတ်ဘူးနော်ဒီသုံးချက်ကိုလွတ်ပြီး ဲ့တော့တရားကြာကြာထိုင်ကြီးတဲ့ခါကျတော့ပြင်းလာတော့စိတ်မှာတော့ကပြီးတောင်းမနေလားအဘိဇာဖြစ်လာပြီးတောင်းတလာပြီနော်ခုလုံးလုံးကျင်နေပြင်းကျင်နေထားကျင်နေကြွကျင်နေဝိညာဉ်တက်တော့မခံနိုင်ဘူးတောပြေးတောင်းပြေးပြင်းနေငိုက်မိတယ်ဒီဘက်ကိုစိတ်ဆင်ကြပါမယ်အေးကြာကြာထိုင်မှာဆိုတော့စိတ်မရှိတော့ဘူးလေဒေါသတွေဖြစ်မလာဘူးလားကြာကြာထိုင်မယ်လို့ကြီးငင်းငွေ့မလာဘူးလားငင်းငွေ့တယ်ဆိုတော့ကိလေသာဖြစ်မသွားဘူးလားမဲအဲ့ဒီစိတ်နဲ့တရားမရအေးအဲ့ဒါကြောင့်ဘယ်မူနဲ့ကျင့်ကျင့်ဘယ်ဆရာနဲ့ကျင့်ကျင့်အဖြေရ အခုခုနကတော့လည်းရှားပါပြီလေပြစ္ဆုတ်ပံမှာလည်းစိတ်ကလေးကစင်ကြယ်ပြီးတော့ဒုက္ခဒုက္ခမဖက်ဥပိ္ပခာမှာတဝေမှုလည်းမဆွမ်းဖက်ပဲနဲ့တည်နေတဲ့စိတ်ကလေးကစင်ကြယ်ပြီးချမ်းသာချမ်းသာတယ်ဆိုတာအခုလိုလောဘဖြင့်တာယာတဲ့အာယုံမှာချမ်းသာတာမဟုတ်ဘူးလောဘဒေါသမောဟမရှိတဲ့ကိလေသာမှာလွန်မြောက်တဲ့ချမ်းသာခြင်းကိုပြောတာဝမ်းသာစရာမဟုတ်ဘူးဒါချမ်းသာရင်အဲ့လိုစိတ်စင်ကြယ်သွားပြီဆိုရင်အခြားနည်းလည်းဒီလိုစင်ကြယ်ရင်အဖြေမတူဘူးလားနောက်တနည်းကလည်းဒီလိုအဖြေရရင်အဖြေမတူဘူးလား နီးတွေကိုပြောဖို့လိုသလားအဖြေကိုရှာဖို့လိုသလားအဖြေကိုမပြောဘဲနဲ့ဟိုနီးကဘလို့ဒီနီးကဘလို့ရှောက်ပြောတယ်ကိုနီးကအဖြေရပါတယ်ဘလို့လုပ်ပါတယ်မပါဘဲနဲ့ရှောက်ဦးလို့ပါကြာကြာထိုင်ထိုင်တရားလာတယ်အဲ့လိုဖြစ်ကုန်ဟုတ်လားပြိမိထိုင်တဲ့တရားကိုတချို့နိုင်ပြီးရောတယ်ခုနစိတ်တဝိသုတိနော်အိန္ဒိယတောင်ရသီလဆိုရယ်ခုနမနိန္ဒီကိုစောက်ထင်းနဲ့အခုသီလဝိသုတိကျင့်စဉ်သည်နော်ဟဲ့လားအဲ့တော့မှဒီအိန္ဒိယ၅ပါးနဲ့ပြည့်စုံတဲ့စင်ကြဲတဲ့စိတ်ကြီးနော် ဘယ်မူနဲ့ဘယ်ဟာနဲ့လို့ဥစဉ်တို့မဆိုလိုဘူးအဖြေကအဲ့ဒီလိုစင်ကြယ်သွားလို့ရှိရင်ဒီပုဂ္ဂိုလ်ကြီးကြာကြာမထိုင်ခြင်းမှုဆိုရှိသေးလားမရှိတော့ဘူးအေးအဲ့ဒါကြောင့်မလို့ဥစဉ်တို့ယဉ်နေပေးတဲ့ဘောင်းချိန်ဘောင်းချိန်ကျင့်နေဆိုတာနော်အရစကားပြောတာအဲ့ဒါဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ခဝေဒနာသုံးလက်မှကိလေသာလောဘဒေါသမောဟလွတ်ကြောင်းကျင့်နေတပြိုင်တည်းကျင့်နေကျင့်စဉ်ဟုတ်ပြီလားအစွန်၃ပါးအစွန်၂ပါးမှတိုက်ရိုက်လွတ်တဲ့ကျင့်စဉ်ဥစဉ်ဒီနည်းနဲ့ခင်ဗျားတို့တရားပေးမှမဟုတ်သေးဘူး ညီဆန်းပြီးတော့ဘုသူဒ္ဓရအောင်လို့လူရင်းဟာနော်တမရယာနိကကြတော့ဒုက္ခဝေဒနာမှလွတ်အောင်ငါသူကထိကျကတိုင်းပြရမှာပီတိဒုက္ခနဲ့တစ်ချက်စားမထိုးဘူးလားထိုးပြီးတော့သူကဒုက္ခဝေဒနာကိုသူညှို့သလားမညှို့ဘူးအဲ့မှာခွာခဲ့တယ်နော်ဒုက္ခဝေဒနာမှဒေါမနတာကိုသူ့ရဲ့ပထမဇန်အားနဲ့ခွာတယ်ပထမဇန်မှာပီတိဒုက္ခလောဘကနေတာကိုဝိတဝိစရနဲ့ဖြုတ်ပြီးခွာတယ်နောက်တော့ပီတိနဲ့ဖြုတ်ခွာတယ်နောက်ဒုက္ခနဲ့ဖြုတ်ခွာတော့ဒုက္ခရောဒုက္ခရောရှိသေးလား တတိရှိနေတော့ဘောဟာရှိသေးလားအဖြေကတော့မတူဘူးလားအဲသမထယန္တိကကျင့်လိုက်တာပဲလူကျင်နာကတော့လောဘဒေါသမောဟသုံးချက်လို့ဖို့ဒီဟာကိုပွားနိုင်ထားပြီးတော့တရားပြရမယ်ဆိုရင်သူ့ရိတ်တာငါရိတ်တာသူ့ဆရာငါဆရာညင်းဦးလားသူတရားငါတရားညင်းဦးလားပြိုင်လဲမပြိုင်တော့ဘူးလူရင်းနဲ့အလောက်ကတူနေပြီဆိုတော့အတူတူပဲဖြစ်ကြတယ်အခုတော့မြန်မာနိုင်ငံမှာမူပေါင်းစုံဖြစ်ပြီးတော့ဒီရတဲ့တရားကြကြမထိုင်ဘဲနဲ့တရားရတဲ့သင်္นานတွေအသင်္นานတွေဖြစ်ကုန်ပြီအဲ့လိုတွေဖြစ်ကုန်ပြီ နော်အဲ့ဒါကြောင့်မလို့အခုဥသိရှင်းပြနေတာကဒါကတော့မှနေဟုတ်လားတရားကျင့်တဲ့အတိတ်ပဲလူရင်းပြီးသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကျင့်စဉ်ပါပဓာဏကြတဲ့သီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိကျင့်စဉ်သည်နော်တတ္တဝါတွေပထမဆုံးပြည့်ရှင်းရမယ့်ပြဿနာအလွန်ရေးကြီးသည်ရှုပ်ထွေးသည်အဲ့ဒီသဘောတရားကိုနားမလည်လို့ရှိရင်အဲ့ဒီမှမရောက်သေးဘူးရုပ်တွေနာနေရောဖြစ်တာရောပြက်တာရောအနိစ္စဒုက္ခဉာဏ်စင်းနေလျှောက်တတ်တာအထင်ကြီးဖြစ်နေရောတကယ်စိတ်ရပါမလားအဲရွှေစိတ်လိုချင်တာအတုနဲ့ပဲဇာတိသွားတယ် ဘုန်းနှနာကြီးကျမ်းနာကြတာရှိသေးလားရှိတော့ဘူးကြောက်သေးလားကြောက်တော့ဘူးအေးကြောက်တယ်ဆိုတာကိုကြောက်လိုက်ပါဟုတ်ပြီလားကြောက်တယ်ဆိုတာကိုဘာလို့ရမှာလဲကြောက်လိုက်ပါကြောက်တာရှိနေလို့ရှိရင်ကောင်းပါမလားအေးအဲ့ဒါကြောင့်ကြောက်တယ်ဆိုတာရှိနေတယ်မကောင်းဘူးမကြောက်တော့ခုနလိုဒုက္ခသုခဥပိ္ခာပေါ်မှာနိုင်နေတဲ့ပုံကကြောက်တဲ့စိတ်ရှိသေးလားရှိပါအေးဒါကြောင့်မို့ကြောက်တာကြီးရှိနေသေးရင်ကြောက်လိုက်ပါအတရားထိုင်မှာကြောက်တယ်နာတာတင်းတင်းကြောက်နေသေးတယ်ဆိုလို့ရှိရင် ဘာဖြစ်နေကြလဲဆိုရင်စိတ်ကိုတဏှပဲလောဘပဲဒေါသပဲကိုအာနင်းထားမှုရှိနေသေးလို့ပါအဲ့ဒီလိုလိုက်ရောမှုတွေရှိတော့တဏမာနဒိဋ္ဌိကမနှိမ့်ဆက်ဘူးလားအဲ့ဒါကိုတင်းတင်းရင်ပြက်ပြက်သားသားမစွန့်မဲနဲ့မိမိကမ္မထံကိုတင်းတင်းရင်မလုပ်ခဲနဲ့တော့နေမိတဲ့အတွက်ကြောင့်နှိမ့်ဆက်မှုနည်းနည်းခံရတော့နည်းနည်းကြောက်မနေဘူးလားကြောက်နေဆရာပြတဲ့ထက်မှကြောက်เสียပါလို့လားကြောက်နေတယ်ဆိုတာမိမိအားမပြေလို့ဆရာလျှောက်တဲ့လမ်းကြောင်းကိုဖြောင်းဖြောင်းမလျှောက်လို့ဟောပြီလားအဲ့တော့ကို့အမပေါ်မလာဘူးလား ကိုအမအောင်မမအောင်ကိုဖြစ်ကိုအမအောင်ပဲနှုတ်ဆရာပြောတဲ့အတိုင်းကြကြနနလောရဲ့သားနဲ့မရပါဘူးဆိုကြုတ်ထားပြောအရှင်ပြားဟာရောင်တော်ပေါ်တော်နဲ့တရားပြတယ်ရန်သံပြီးပြတယ်ဘာအကျိုးမှမရှိဘူးလို့ထားပြောပါဦးဇင်းလက်ခံကိုဘကလည်းဆရာညွန်ကြတဲ့အတိုင်းတိတိကျကျပြက်ပြက်သားသားဖမမမလောရဲ့လာလေကိုအောင်စိကိုအောင်စိလို့ဟောရဲ့သားနဲ့မရအောင်ဆိုကြုတ်ညံနော်ဖြောင်းရဲ့သားနဲ့ရှောက်လို့ရှိရင်တရားမှန်ကိုရပါပြီအဲ့တော့ ယောဂီတို့ကလည်းအာမနာပါနဲ့ဥစဉ်ပြတဲ့လမ်းကြောင်းမှာမရှင်းထားမိပါတော့။အာနာရာတော့ကြိုက်ဘူးစဉ်။ဥစဉ်ဘုန်းကြီးလာမှကြောက်တယ်။ဘုန်းကြီးမေးရမှကြောက်တယ်ဆိုတာဥစဉ်ကိုကြောက်စင်းနဲ့မထဲနဲ့။ဟုတ်ပြီလား။အခုယောဂီတို့အခုရေးလို့တရားရင်ကိုယ့်ရဲ့စကားလာဖို့ဟာလှူဒါန်းတဲ့ပုံပေါ်တယ်လည်းရစီရင်လို့မဟုတ်လား။လမ်းစီပေးတဲ့လူကလည်းရစီရင်လို့ဘုန်းကြီးကလည်းရစီရင်လို့ကိုကမသိပဲနဲ့မရသေးလို့တွေ့နေတာကြီးကြောက်နေဆိုတော့ကိုကြောက်အားနိုင်မှုပေါ်မလာဘူးလား။အေးအဲ့လိုဖြစ်စင်တယ် ။နော်ခမရတို့၆စားမှလည်းမဟုတ်ဟောက်စားမှလည်းမဟုတ်။ရစီလို့တရားဖွင့်တဲ့ခါမှာလာလျှောက်။အာမနာနဲ့ဘုန်းကြီးသွားမှကြောက်တာတို့ဘုန်းကြီးမေးရမှကြောက်တာတို့ဥသိုလ်မကြောက်နဲ့ကြောက်စင်းနေမထင်နဲ့။မသိလို့လာမေးမှသာလင်အဖြေထွက်မယ်လေ။အဖြေထွက်မှဥသိုလ်ရဲ့ရှင်းပေးမှဆက်လုပ်လို့ရမှာမဟုတ်လား။အဲ့ဒီအတွက်ဥသိုလ်တို့အရေးကြီးတယ်။အဲ့ဒါကြောင့်အာနာပြီးတော့မနေရနဲ့။ဟုတ်ပြီနော်အဲ့တော့တရားကြီးစင်လမ်းကြောင်းသဘောပေါက်ပြီလားပေါက်ရင်ကြကြနန်းနန်းရောက်ချပြီလို့တော့ကဲမွန်တတန်နဲ့ဘုရားကတော့